မကွေးတိုင်းငဖဲမြို့နယ်မှာနောက်ဆုံးကြံနေတဲ့နိုင်ရည်ကန်လေကြောင်းရံကောက်ွယ်စခန်းကိုအေအေအရခတ်တတော်ဦးဆောင်တဲ့တွန်လိုက်တက်တွေကဝိုင်ဝန်းပိတ်ဆို့တက်ခတ်နေတယ်လို့နေရီစရာကဖော်ပြပါတယ်။နိုင်ရည်ကန်ရဲ့အဓိကကောက်ွယ်စခန်းကြီးတွေဖြစ်တဲ့ဂိုကြီးစခန်းနဲ့ဖိုက်တာစခန်းတွေကိုပြည်ခရရဲတွေတွင်အေအေကသိပ်ပယ်လိုက်ပြီးတဲ့နောက်အခုနိုင်ရည်ကန်စခန်းကြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။အချို့သတင်းဌာနတွေကဆိုရင်နိုင်ရည်ကန်စခန်းကိုအော်တိုဘာ14ညနေပိုင်းမှာအေအေနဲ့မဟာမိတ်တွေကပြည်သားသိပ်ပယ်လိုက်ပြီးစစ်သားတွေထွက်ပြေးသွားပြီလို့ဖော်ပြနေပါတယ်။ ဒါပေမဲ့အေအေဘက်ကတော့နိုင်ရီကန်စခန်းတိုက်ပွဲနဲ့ပတ်သက်ပြီးအော်တိုဘာ14ညပိုင်းအထိအတီးပြုတ်တင်းထုတ်ပြန်လာမှရှိသေးပါဘူးတချို့တွေမှာပဲအော်တိုဘာ73မနက်ပိုင်းမှာငဖဲမြို့နယ်ဇင်ပြွန်ကြည့်ရွာဘက်ကနေမြေလက်ကြည့်ရွာဘက်အင်အား200ခန့်နဲ့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုအေအေနဲ့မဟာမိတ်တွေကဂျက်ဖြတ်တက်ကြရမှာစစ်တပ်ကတိုက်စုံမှုမရပြီးစစ်ကြောင်းတစ်ခုလုံးနောက်ပြန်ဆိုးသွားတယ်လို့နေရဲစရာကဆက်လက်ဖော်ပြပါတယ် အလားတူပဲကိုတန်ဦးရှိပင်းမြို့နယ်ရှိညောင်ချီတော့ဘက်ကနေညောင်ကျုပ်ဖက်စစ်ကြောင်းထုတ်လာတဲ့အင်အားတရာခတ်ပါစစ်ကောင်စီစစ်ကြောင်းကိုလည်းအေးနဲ့မာမေတွေကခြေမှုတက်ခရံမှာစစ်ကြောင်းတစ်ခုလိုခြေမှုခံလိုက်ရတယ်လို့ဖော်ပြထားပါတယ်။ကင်းပြည်နယ်ကိုကရီမြို့နယ်မြောက်ပိုင်းရှိနောင်မီကျေးရွာနေစစ်ကောင်စီတပ်နဲ့ DKBA ဘူပိပူရဲစစ်ကြောင်းနဲ့ကင်းလေဦးဆောင်တဲ့မာမေတပ်တွေကြားတိုက်ပွဲဖြစ်ပြီးစစ်တပ်ကအထိနာတယ်ဒီကေဘီအဖွဲ့မှတချို့ကိုတွန်လိုက်တက်တဲ့ဘက်က လက်ရဖမ်းမိထားတယ်လို့ Green Information Center ကဖော်ပြပါတယ်။အော်တိုဘတ်၁၇ရက်မွန်လွယ်ပိုင်းမှာမြပတန်ယူရဖဲကနေထွက်လာတဲ့အဲ့ဒီစစ်ကြောင်းနောက်မီးရလမ်းပန်းအရောက်မှာတိုက်ခိုက်တယ်လို့ဆိုပါတယ်။စစ်တပ်ဘက်ကထိခိုက်ဒေဆမှုမရပြီးဒဏ်ရာရသူတွေကိုနဘူးဆေးရုပ်ပဲတည်သွားတယ်။အလောင်းတွေကတော့အခုထိမကောက်သေးပဲဒီတိုင်းရှိနေဆဲဖြစ်တယ်လို့ရှီရန်ရဲဘော်တို့ကပြောပါတယ်။တချို့တွေမှာပဲမြဝတီသင်္ကန်းကြီးနော်ကွန်ကရစ်အာရှလမ်းမကြီးကိုမကြခင်ဖွေးလိုက်တော့မယ်လို့စစ်ကောင်စီကဝါဒဖြန့်နေပြီး အဲ့ဒီလမ်းလျှောက်မှာသူတို့ကိုကူညီပေးခဲ့တဲ့ DKB, BGF, PC အဖွဲ့ဝင်တွေကိုခေခွေခွေပေးမယ်လို့တနေ့တွေထွက်ပေါ်နေကြောင်းလဲဖော်ပြထားပါတယ်။တနင်္သာရီတန်ဒဝဲမြို့နယ်မော်မရှောင်ကျေးရွာနီးရှိအမြောက်တပ်အမတ်တပ်သုံးတုံညာနှင့်ကလက်နေတဲ့တဲ့စစ်ကြောင်းကိုတွန်လိုက်တက်တွေကတက်ခတ်ရမှာစစ်သား၅ဦးသေဆုံးတယ်လို့ဒူရကစစ်ကြောင်းကဗီဒီယိုသတင်းထုတ်ပြန်ပါတယ်။အော်ဝါဆက်သူမင်းဆက်နိုင်ကမှာအင်အားတရာခတ်ပါတဲ့အဲ့ဒီစစ်ကြောင်းက နက်နက်သေးလာစဉ်မမရှောင်ရွာအတွင်းတက်ခဲ့တာလို့ဆိုပါတယ်တက်ပွဲတွေအရှိန်မြင့်လာနေတဲ့အတွက်စစ်ကောင်စီဘက်ကအချိန်မရွေးလေကြောင်းတက်ခဲ့မှုလွတ်လာနေတယ်ပြည်သူတွေအနေနဲ့လေကြောင်းရံတတိထားကြဖို့နှုတ်ဆော်ထားပါတယ်တနင်္သေရတဲ့ဝယ်မျိုးနဲ့ထက်နိုင်ငံကချက်ပုလူမျိုးကြားရှိထိခီနေဇက်ကိုသွေးစကန်ကိုစစ်ကောင်စီလက်ထက်ကတရိယာကျေပူကျဲတက်ခဲ့တဲ့အတွက် ရွာသားအချို့ထိခိုက်နေအချို့ပျက်စီးခဲ့ရတယ်လို့ကင်းယူဘေးဒဝဲခင်ကသတင်းထုတ်ပြန်ပါတယ်။အော်ဘာဆလီမော်ဒယ်ဆန်နိုက်ခံမှာဂျက်ဖိုက်တာကဗိုလ်ကျဲသွားတာလို့ဆိုပါတယ်။ဒါဟာတက်ပွဲမရှိတဲ့နေရာကိုတမင်တကာဗိုလ်ကျဲနေတာတုံးကြီးရှိနေပြီဖြစ်ပြီးဒေသခံလူတို့ကြောက်ရွံ့အောင်စစ်တပ်ကတမင်ဆောင်ရွက်နေတာလို့ဖော်ပြထားပါတယ်။ချင်းမြို့သားကကွေတပ်ဖွဲ့ CNDF အမှတ်1ချီလင်တန်းရဲ့အကြက်လုံးတင်တဲ့အမှတ်စဉ် 2025သတင်းစစ်ဘက်ကိုစတေမာလက်ကိုဘန်ကကျင်းပခဲ့တယ်လို့ချင်းကြီးနော်ဖွဲ့ဝင် CNDF ကတပ်ပုတ်သတင်းထုတ်ပြန်ပါတယ်။တွန်လိုင်းလေးနေတဲ့ကာလအတွင်းတိုက်ပွဲပုံများစွာကိုဆင်နွှဲခဲ့ပြီးရဲဘော်တွေရဲ့အသက်ပုံများစွာပိတ်ဆက်ခဲ့ရပြီဖြစ်တယ်။ချင်းမျိုးသားဖွဲ့ချုပ်ရဲ့နိုင်ငံရေးအမှတ်ချုပ်ဖြစ်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဒန်းတူခွေရရရှိရေးကိုဗန်ပြတ်တက်ခွေရရှိရေးအတွက်ရဲရဲဘော်ဘော်တိုက်ပွဲဝင်ကြဖို့ CNDF စီဦးသီးချုပ်ကဒီနေ့ဆက်ဘက်မှာတိုက်တွန်းသွားတယ်လို့ဖော်ပြထားပါတယ်။ အလားတူကရင်ပြည်မျိုးသားများကကွေးတက်ကရင်ဒီရအမှတ်၁၄တန်းရဲ့အပတ်စဉ်၆အချိန်ကစစ်တရားဆင်ပွဲနဲ့တတိထောင်မှုလိနေပြည်ခန္ဓာကိုအောက်တိုဘာ၁၂ကကျင်းပတယ်လို့ KNDF တရင်၁၄ကတပ်ပေါ်မှာတန်းထုတ်ပြန်ပါတယ်စစ်ချီသချင်းနဲ့ဒေသဆင်းကြောင်းသားတွေချီတက်တာကြာဆုံးသွားတဲ့အာဇာနည်တွေကိုအလေးပြုတာတရင်မှုပါဝင်တာဝန်ရှိသူတွေကအမှားစကားပြောတာထူးချွန်သူတွေကိုစုပေးတာတွေလွတ်ဆောင်ခဲ့ပြီးဖိကြားထားတဲ့အဲ့တော်တွေပါဝင်ဒေသခံလူထု 900ခါတိတရားအပ်ပေးတယ်လို့ဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ